မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်တော့ထောက်ပံ့ခြင်းငွေ grant နေအကြောင်းပြောကြရအောင်ဆိုတော့ကျွန်တော်က grant ဆိုတဲ့ထောက်ပံ့ခြင်းငွေတွေအကြောင်းပြောကြမယ်ပေါ့နော်ပထမဆုံး grant အကြောင်းအရင် ပြောမယ်ဆိုရင်ဒါလူတော်တော်များများအာဟိုပြောကြတဲ့အထင်လွဲကြတဲ့အကြောင်းအရာလေးအရင်စဖွင့်ရအောင်ပေါ့နော်ဒါအာမင်းတို့က grant စားတွေလားတော့ဘာလို့အဲ့လိုမျိုးပေါ့နော်ဒီ ် NGO တွေ CSO တွေဈာထဲမှာအဲ့လိုမျိုးပေါ့နော်အချင်းချင်းရန်ဆောင်ကြတဲ့စကလုံးလိုပုံစံမျိုးဟာမျိုးပြောကြတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဒါဒါသူတို့ပြောရလဲမှားတော့မမှားပါဘူးဒီအဖွဲ့အစည်းတွေဈာထဲမှာကဒီပတ်စံရခြင်းတဲ့အတွက် for show လောက်ပြတဲ့အဖွဲ့အစည်းတွေရှိတယ်ပေါ့နော်ဒီ grant လို့ခေါ်တဲ့ဒီအလူရှင်တွေကနေပေးလိုက်တဲ့ထောက်ပံ့ခြင်းငွေတွေကိုသုံးပြီးတော့ မြေပြင်မှာတကယ်မလုပ်ဖက်နဲ့ for show လေးတွေလုပ်ပြီးတော့အဲ့လိုမျိုးနဲ့နာမည်ပြတ်နေတဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေအကြောင်းတွေအများကြီးရှိတာ哦တတိယနောက်တစ်ခုကကြတော့အာဒီပတ်စံယူပြီးတော့ဒီလို grant တွေပါယူပြီးတော့ဒီအဖွဲ့အစည်းရဲ့ဒီပေးတဲ့အဖွဲ့အစည်းရဲ့အကြိုက်ဒီ narrative တစ်ခုပေါ့နော်ဒီအယူဝါဒတစ်ခုနိုင်ငံရေးအယူဆတစ်ခုအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအယူဆတစ်ခုကိုကျွန်တော်တို့ဒီဒီလူလူကြားထဲကိုပြန့်အောင် လုပ်ပေးတဲ့အဲ့လိုမျိုးဒီ grant ယူတဲ့အဖွဲ့အစည်းတွေနဲ့အဲ့လိုပုံစံမျိုးသွားတဲ့တိတ်အဆင်မပြေတဲ့အဲ့လိုမျိုးပုံစံမျိုးတွေလည်းရှိနေတာဆိုတော့ဒါသူတို့ပြောရလဲမှားတယ်လို့တော့ပြောလို့မရဘူးဒါမဲ့တခုရှိတာကကျွန်တော်တို့ကဒီဓာတ်ပုံဒီအမှုပညာဓာတ်ပုံပေါ့နော်ဒါ artistic documentary တွေ fine art တွေနောက်ပြီးတော့ photojournalism တွေပေးတဲ့ grant အများစုကတော့အဲ့လိုမျိုးမရှိဘူးပေါ့နော်ဒီလို grant နေအများစုကတော့နာမည်လည်းရှိတယ်ဂုဏ်သိက္ခာလည်းရှိတယ် grant မှန်သမျှအကုန်လုံးကတော့ဒါအမှန်တော့အဲ့လိုမျိုးပေါ့နော်ခုနကလို့ဟိုဝါဒဖြန့်ခြင်းကနေလည်းကင်းတယ်လို့ရဖို့လည်းမလွယ်ဘူးပြီးတော့ဒီဟာတွေကအဲ့လိုမျိုးဗတ်လိုက်မှုလည်းကင်းတယ်ဒီဟာကဒီ grant နေပေးတဲ့အဖွဲ့အစည်းတွေကလည်း narrative တစ်ခုကိုဟိုပတ်စံပေးပြီးတော့ပေါ်ဆောင်ခိုင်းတာမျိုး မရှိပါဘူးသူတို့ကအဲ့လိုမျိုးပေါ့နော်တကယ်ကိုအမှန်တော့ ြောရရင်တော့ဒီဓာတ်ပုံ photo journalism grant นี่အများစုကပြောရရင်တော့ဓာတ်ပုံပြိုင်ပွဲပါပဲဓာတ်ပုံပြိုင်ပွဲလို့ကိုပြောလို့ရတယ်ဘာလို့ဆိုတော့ပြိုင်ပွဲလို့အမည်မတက်ဖ ೇನೆ သူတို့ကဒီတည်သွားတဲ့ဓာတ်ပုံဆရာကြီးဘသူရဲ့ foundation ကနေလောက်တဲ့ grant မှာဆိုပြီးတော့ပြောလိုက်တဲ့ခါကျရင်သူကအဲ့လိုပြိုင်ပွဲတော့ပြိုင်ပွဲပဲအရင်ဆိုသိရမလားဒီ fine art တို့ဘာလို့ landscape တွေရိုက်တဲ့သူတွေစလုံးတွေပေါ့နော်ဒီဓာတ်ပုံဖွဲ့စည်းအသင်းနေရပေးတဲ့သူ fine art တမားမျိုးတွေဆိုရင်သူက ဒီဓာတ်ပုံကောင်းတဲ့ဒိုင်းနဲ့ရွေးပြင်းစုပေးလိုက်တယ်ဆိုရင်စုအာစုပေးတယ်ပေါ့နော်ဆင်ပေါ်မှာစုပေးတယ်ပြီးရင်ပြီးသွားပြီသူတို့အတွက်ကဒါပဲအဲဒါပေမဲ့ကျွန်တော် journalism မှာကြောက်မတူတာကြောက် journalism မှာကြောက်တော့သူကပဆန့်လည်းပေးတယ်လို့နည်းနည်းလည်းဂုံယူခြင်းသေးရဲ့ဗျဂုံယူခြင်းနဲ့ပုံစံမျိုးလည်းရှိတယ်ငါတို့ဒီဓာတ်ပုံဆရာအောင်ငါတို့ကဒီစုချင်းငွေပေးပြီးတော့မြေတောင်မြှောက်ပေးခဲ့တာလေဆိုတော့အဲ့လိုမျိုးပေါ့နော်ဂုံယူခြင်းနဲ့ဟာမျိုးကြောက် မျိုးလေးတွေရှိတော့အားကြောင့်မလို့ grant ဆိုပြီးတော့အဲ့လိုမျိုးအများစုကခေါ်ကြပါတယ်ဒါအမှန်တော့အမှန်တော့ရိုးသားဆုံးပြောရရင်ဒါဓာတ်ပုံပြိုင်ပွဲပါပဲဒါဘသူ့ကိုခင်လို့ပေးလိုက်တယ်ဘသူကတော့ဘသူနဲ့တိတယ်တို့အဲ့လိုမျိုးဒီတယောက်လုပ်တဲ့ narrative သူပြောတဲ့အကြောင်းအရာသူပြောတဲ့နိုင်ငံရေးအယူဆသူပြောတဲ့ဝါဒအဲ့လိုမျိုးဝါဒဖြန့်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးကြိုက်လို့ငါတို့ပတ်စံပေးပြီးတော့သူ့ကိုဆက်ပြီးတော့ဝါဒဖြန့်ခိုင်းရမယ်လူလူကြားတဲ့ဟိုဒီပုံနေဒီလိုပုံစံမျိုးရရမယ်ဆိုပြီးတော့ ထိန်းချုပ်ပြီးတော့သွားတဲ့မူဝါဒမျိုးတွေသူတို့မှမရှိဘူးပေါ့နော်ဒါကအဲ့လိုပုံစံမျိုးတွေပေါ့ဒါအဲ့လိုပုံစံမျိုးတွေမရှိတဲ့အတွက်ဒါကဂုံသိက္ခာရှိတဲ့ grant တွေလို့ပြောလို့ရတယ်ဒါပေမဲ့ပြောရရင်တော့ဒီဒီအာဒီသတင်းဌာနတွေမှာလည်းဒီပြည်တွင်းသတင်းဌာနတွေမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေမှာဆိုရင်လည်းဒါလက်သိထိုးပြီးပေးတဲ့ open call လို့ခေါ်တဲ့အများပြည်သူမြင်သာအောင်ခေါ်တာမျိုးမဟုတ်ဘဲနဲ့လက်သိထိုးပြီးပေးတဲ့ဒီဒီမူဝါဒတရားဒီလိုနိုင်ငံရေးအယူဆတရားကို ဟိုလိုဝါရားဖြန့်ပေးဖို့ပေးတဲ့ grant နေရတော့ကျွန်တော်တို့ဒီသတင်းလောကမှာလည်းရှိနေသေးပါပဲအဲ့ဒီ grant နေနဲ့မတူတာတော့အဲတတိထားစေချင်ပါတယ်ခုနကပြောတဲ့ open call grant လို့ခေါ်တဲ့ဟာတွေအကောင်လုံးကတကယ်ကိုအဲ့လိုမျိုးဂုဏ်သိက္ခာရှိတဲ့ grant တွေပါစောစောပြောရရင် grant တွေဆိုရင်ကျွန်တော်တို့အများကြီးပဲပေါ့နော်ဥပမာဆိုရင်များသောဖြင့်တော့ grant တွေအများစုကဒီတည်သွားတဲ့ဒီကဘာကျော်ပုံကိုယ်တွေတို့ဒီခုနကလို့ အာဒီဒီအဲ့လိုမျိုးပေါ့ foundation နေရာပုံကိုတွေတို့သူတို့နဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေရိုက်တဲ့သူတွေကိုအဲ့ project ကိုလူတွေအဲ့လိုမျိုးအဖြစ်ပြက်တဲ့အကြောင်းကိုလူတွေပိုသိလာဖို့အဲ့လိုမျိုးပတ်စံပေးတဲ့ grant မျိုးတွေများပါတယ်ရေပူအားဖြင့်ပြောရရင်တော့ဒီဒီ Eugene Smith Grant လို့ဟာမျိုးဆိုရင်ကျွန်တော်မက်ကနန်ဓာတ်ပုံဆရာကြီး Eugene Smith ကဒီလူခွင့်ရေးအတွက်ကိုဒီအာဓာတ်ပုံရိုင်းနဲ့သူနောက်ဆုံးတေးသွားခဲ့တာပဲလေသူစစ်ပွဲတွေရိုက်တဲ့နောက်ဆုံးဒီ ဂျပန်မီနာမာတာဒေတာမှာဒီစက်ယုံကဆွန်ပစ်တဲ့ဒီပြဒါပေါ့နော်အဲပြဒါအစိတ်တင်ပြီးတော့လူတွေအမှကလေးတွေမွေးလာတဲ့အခါပုံပြပန်းပြက်တွေမွေးတာကိုသူအဲ့မှာနှစ်နဲ့ချီပြီးရိုက်တဲ့အချိန်မှာသူ့ကိုအဲ့စက်ယုံက security လုံခြုံရေးဝန်ထမ်းတွေကဝိုင်းရိုက်လိုက်တဲ့ဟာမျိုးနဲ့ထိုင်ရအပြင်းထန်ခံစားပြီးတော့နောက်ဆုံးမှသူအဲ့လိုမျိုးအဲ့ဒံရာတွေနဲ့ပဲတေသွားခဲ့တာသူတေသွားတဲ့အခါမှာသူ့ရဲ့မိန်းမအမျိုးသမီးကနေပြီးတော့ ဒီရံမုံငွေတရက်ကိုထူထောင်ပြီးတော့ဒီလိုကဘာအနှံ့မှာဒီလိုမျိုးလူခွင့်ရေချိုးပေါက်ခံရတာလေအဲ့လိုစစ်ဖြစ်ပွားနေတာလေအဲ့လိုအဲ့လိုဟာမျိုးတွေပေါ့နော်ဒီ humanitarian အခြေအနေတွေကိုတင်ပြတဲ့အဲ့လိုထပ်ပုံဆရာတွေ project လုပ်နေရရှိတာတွေကိုဟိုလိုမျိုးလာပြိုင်နေဆိုရင် तू ကစုပေးတဲ့ grant မျိုးဖြစ်သွားတာအဲ့လိုပုံစံမျိုးပေါ့နော်ကျွန်တော်တခြားဆိုရင်လည်းဒီအာဒီ fighter impact လို့သဘာဝပတ်ဝန်းကျင်ကို အထူးလေးပေးတဲ့သဘာဝပတ်ဝန်းကျင်အကြောင်းတွေရိုက်တဲ့ဓပုံဆရာတွေကိုပေးတဲ့ grant လို့ဟာမျိုးကြီးရှိတယ်ကျွန်တော်အခုကျွန်တော်ဒီ dokutela.org မှာလည်းအမြဲ share နေပါတယ်ပေါ့နော်နောက်ဒီ Bob and Diane တို့အဲ့လိုမျိုးပေါ့နော်ဒီအာဓမန်ရှာဒီအတိတ်မေးတဲ့ယောဂလို့ဟာမျိုးတွေအသက်ကြီးလာလို့ Alzheimer နဲ့ဖြစ်တဲ့သူတွေအကြောင်းမှတ်တမ်းတင်တဲ့သူတွေဆိုရင်အဲ့ဒီအာ foundation ကပေးတဲ့ grant မျိုးတွေရှိတယ်နောက်ဒီ Magnum Foundation ကနေပေးတဲ့ ဒီဒေတာအလိုက်ပေါ့နော်အာဖရိကတို့အာရဗ်တို့အဲ့ဒီဒေတာအလိုက်ကဒီလူငယ်ဓာတ်ပုံဆရာတွေကိုပေးတဲ့ဟာမျိုးတွေရှိတယ်။နောက်ဒီ cash light ဒီ grant လိုဟာမျိုးတွေရှိတယ်။အဲ့လိုအဲ့လိုမျိုးပေါ့နော် grant တွေကအများကြီးရှိတယ်။ဒီ grant တွေဆိုရင်ဂုံသိက္ခာလည်းရှိတယ်။ဒီ grant တွေကဒိုင်းဒီဒါ grant တွေဆိုရင် season နဲ့ foundation တွေရှိတယ်။ဒီတည်သွားတဲ့ဓာတ်ပုံဆရာကြီးတွေခုနကလေ Eugene Smith တို့ Philip Griffin Jones တို့နောက်ဒီအာ ဂျေကာဟွန်တို့အဲ့လိုဖောင်ဒေးရှင်းတွေကနေပြီးတော့သူတို့ရဲ့ကြံရစ်တဲ့မိသားစုဝင်တွေကနေပတ်စံစုစည်းပြီးတော့အဲ့လိုမျိုးအဲ့လိုမျိုးဖောင်ဟိုဟာဒီ grant ဆိုပြီးတော့ခေါ်လိုက်ပြီးတော့ဒီကဘာအနှံ့ဒီလူတီများထင်ရှားတဲ့အာဓာတ်ပုံဆရာတွေ editor တွေကိုနှစ်ဆင့်ခေါ်ပြီးတော့ဒီပြိုင်ပွဲမှာအာကဲဖြတ်ဒိုင်းအနေနဲ့ပါဝင်ပြီးဖို့နှစ်ဆင့်ခေါ်ကြတာမျိုးရှိတယ်ပေါ့နော်ဒီဒိုင်းညာလဲနှစ်ဆင့်လဲနေတာဖြစ်သလိုဒီဒိုင်းညာလဲဝင်ပြိုင်နေသူတွေကဒီဖောင်နေက ကိုယ်နာမည်တွေဘာတွေဖြည့်ရပြီမဲ့တကယ်တမ်းသူတို့ကိုပြရတဲ့အချိန်မှာဒီဒီပွဲစီစဉ်တဲ့သူတွေအကုန်လုံးကဒီနာမည်ဒီဓာတ်ပုံဆရာနာမည်ဘယ်သူအာ background ဘယ်သူဆိုတာမျိုးကြီးမပြဘဲနဲ့ဓာတ်ပုံနဲ့ဒီ caption ဝဲပြပြတော့လုံးဝအဲ့လိုဆုံးဖြတ်ခိုင်းတာဆိုတော့ဟိုဘယ်လိုပြောမလဲဗလိုက်မှုလဲကင်တယ်လို့မျိုးမျှတာတယ်ပြီးတော့ဒီ story လဲတကယ်ကောင်းတဲ့သူတွေရကြတာပေါ့နော်အဲအားကြောင့်မလို့ဒီ grant နေကဒီနာမည်ကြီးပါတယ်ပေါ့နော်အဲ့လိုအဲ့လိုဟာမျိုးတွေပေါ့နော်အဲ့လိုဟာမျိုး grant နေရှိတယ်ဒါက ဒါက grant ညောင်းပေါ့เนาะရေးပွားအဖြစ်เนาะဒါဒီ grant နေလိုချင်လို့ဆိုပြီးတော့ cut တိုးလေးသိရမလားဒီဟိုကျွန်တော်တို့ဒီတခြားလို့ဟိုအချင်းပြတ်ခြားစားနေတဲ့အနေထားမျိုးကြီးလည်းရှိမနေဘူးပေါ့เนาะငါဒီတယောက်ကတော့ငါတပည့်လေးလေးသူ့ကို grant ရအောင်လုပ်ပေးပါလားဆိုတော့ဒိုင်းနေကြတဲ့ cut တိုးပြောတာမျိုးတွေဖြစ်မျိုးလုံးလို့ရမျိုးလည်းမရှိနေဘူးပေါ့နော်အဲ့လိုပုံစံမျိုးသွားတယ်ဒါဂုံတိတ်ခါလည်းရှိတယ်နောက်တစ်ခုက grand shout တဲ့အပိုင်းပေါ့ grand shout တဲ့အပိုင်းဆိုရင်တော့ကျွန်တော်တို့က ဒီ grant တွေကိုရှောင်မယ်ဆိုရင်တော့ပုံမှန်အဖြစ်တော့အတူတူပါပဲဒါကျွန်တော်တို့ရဲ့ biography တွေပေးရတယ်နောက်ပြီးတော့ဒီဘာတွေလုပ်ခဲ့တယ်ဆိုတာမျိုးပေါ့နော်အာ CV လိုဟာမျိုးတင်ပေးရတယ်နောက်ပြီးတော့နောက် တခြားဆိုရင်ဒီကိုလုပ်နေတဲ့ personal အာ personal project ဖြစ်စရာမလိုပါဘူးဒီ project ပေါ့ဓာတ်ပုံ project ကပုံတွေတင်ပေးရတယ်ပေါ့နော်ဒါအဲ့လိုမျိုးရိုက်လက်စ project တွေကစုရတာများပါလေတချို့ grant တွေကခေါ်ရာမျိုးရှိတယ်ဗျာဟို idea ရှိရင်အဲ့ idea ကို နဲ့ဆင်တူတဲ့တေးုပ်ဖော်ထားတဲ့ project ရှိရင်လည်းတင်လို့ရတယ်ဆိုပေမဲ့အဲ့လိုတင်တဲ့သူတွေမရတာများပါတယ်ကိုယ့်အကိုပတ်စံကြိုဆိုင်ပြီးတော့ကိုဖီလာလို့ငကိုတွေက long time ရိုက်နေပြီးသားသူတွေအဲဒီ project ရဲ့ဟို90ရာခိုင်နှုန်းလောက်ရိုက်ပြီးသွားတဲ့သူတွေပဲစုရတာများပါတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတော့ရှိတယ်အဲ့လိုအဲ့ပုံတွေကဒါ grant ပုံမူတည်ပြီးတော့ဓာတ်ပုံ15ပုံမဲတောင်းတဲ့ grant နေရှိသလိုပုံ40လောက်ထိတောင်းတဲ့ Eugene Smith လို့ Instagram မျိုးတွေလည်းရှိတယ်ပေါ့နော်သူတို့ကအဲ့ပုံတွေကိုကြည့်ပြီးတော့မှဒီပုံဒီ story ဒီ project ကိုဒီ description ရေးရတာပေါ့နော်ဒါဒီ project ကိုဘာကြောင့်လုပ်တယ်ဘာဘာကြောင့်ဒီ project ကဟိုအရေးပါလဲဘာကြောင့်ဒီ project ရဲ့ဟိုလှုပ်ချင်တဲ့စိတ်ကတိုက်တွန်းကိုယ့်ကို တိုက်တွန်းနဲ့ဒီ project လုပ်ဖို့တိုက်တွန်းနဲ့ဟို motivation စိတ်တက်ကဘာလဲဆိုတာမျိုးတွေကစချရေးပေးရတယ်နောက်တစ်ခုကတကယ်လို့သာပတ်စံရမယ်ဆိုရင် ဘာတွေဆက်လုပ်နိုင်မလဲဆိုတာမျိုးတွေအားစာချရေးပေးရတယ်နောက်တချို့ grant တွေမှာကျတော့ဒီ budget planning လို့ဟာမျိုးလေးပါအကြမ်းမြင်ရေးပြီးတင်ရမျိုးရှိတယ်ကျွန်တော်တို့ကဒီကယ်လို့ဒါဒီ budget ဟိုဒီထောက်ပံ့ခြင်းကိုရမယ်ဆိုရင်ဒီထောက်ပံ့ခြင်းဝင်နဲ့ကျွန်တော်တို့ကတော့အခုရိုက်နေတဲ့ထဲကဘယ်ဒေတာကိုနောက်ထပ်ဘယ်နှလားလောက်သွားနေပြီးတော့ရိုက်မယ်ဒါလမ်းမှာကားကားတွေလို့မျိုးစားတောက်စရိတ်တွေဘယ်လောက်ကုန်မယ်အားအမျိုးအကြမ်းမြင်နေပြောပြီးတော့ရေးတင်ရမျိုးရှိတယ်ပေါ့နော်အားအမျိုး အသေးစိတ်တင်ရတဲ့ grant တွေလည်းရှိပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး grant ကအဲ့လိုပုံစံမျိုးနဲ့လျှောက်ရတယ်အာဒီဒီပြင်တဲ့ခါကျရင်လည်းကိုကဒီ grant ခေါ်တဲ့ဟာနဲ့ကိုနဲ့ကိုက်မကိုက်ဖို့လဲစစ်ဖို့လိုတယ်ဒီ grant တွေကအရင်နှစ်တည်းကဘယ်လိုမျိုး project တွေကိုပေးတာလဲဆိုတာလဲကိုကလေးလာတဲ့ ਨੇ ဘလို့ဓာတ်ပုံဆရာတွေဘလို့ project တွေစုရလဲပေါ့เนาะဘာလို့ဆိုတော့ grant ကအများကြီးရှိတာကိုကျွန်တော်ဒီမှာ artistic တွေပေးတဲ့ Prince Claus fan လို့ဟာမျိုး Netherland ပေးတဲ့ဟာမျိုးဆိုရင်သူကဓာတ်ပုံတွေပါလေပေးတယ်တခြားဆိုရင်အဲ့လို musician တို့ painting တို့အားမျိုးပေးတာမျိုးကြီးလည်းရှိတယ် filmmaker တွေပေးတာလည်းရှိတယ်ခေါ်တဲ့အခါမှာသူတို့ကအဲ့လိုမျိုးပေါ့နော်ဟို art ပိုင်းသွားတယ်ဆိုရင်ကိုယ်နဲ့ကိုင်မကိုင်လည်းစဉ်းစားသင့်တယ်ဘာလို့ဆိုတော့ခါလေးကြာရင်ကိုက photojournalism documentary ရိုက်တယ်ဆိုရင်အဲ့လို art ပိုင်းပြတိုက်ပိုင်းကခေါ်တဲ့ grant တွေမှာရှောင်ရင် အချိန်ကုန်လူပန်းဖြစ်လိမ့်မယ်ပေါ့နော်ရွေးမှာမဟုတ်ဘူးဒါသူတို့သူတို့သွားတဲ့ line ကတလိုင်းမတူတာမျိုးကြီးဖြစ်နေတာမျိုးကြီးလည်းဖြစ်နိုင်တယ်အဲအားကြောင့်မလို့ကျွန်တော်တို့ကမတင်ငင်လေးလာတဲ့နောက်တစ်ခါကပြဿနာတစ်ခုကကျွန်တော်အဲ့လိုဒီ Doku Teller တော့ကျွန်တော်အရင်ဒီ Holo ဒီလို page မှာလည်း share တဲ့အခါကျရင်တချို့တွေတော်တော်များများဒီ grant ရဲ့ပတ်စံအမောင်းကိုမြင်တဲ့အခါကျရင်အများစုကအဲ့လိုမျိုးပေါ့နော်ဒီအမောင်းများတော့အကုန်လုံးကသဘောကျကြရပေါ့နော်ဒါဒေါ်လာ 1000လို့ဒေါ်လာ3000လို့ပေးတဲ့ grant မျိုးတွေအစပါတာ哦ငါတော့1000 3000ဒါပေမဲ့အာပြောရရင်အဲ့လိုမျိုးပေါ့နော်အဲ့ grant တွေကတကယ်တမ်းပြောရရင်ဝင်ပြိုင်ရင်မရဖို့များပါတယ်ဘာဖြစ်လို့ဆိုတော့အဲ့ grant တွေမှာဝင်ပြိုင်နေသူတွေကဒိတ်ဒိတ်ကျဲတွေလည်းဖြစ်တယ်လို့အဲ့ grant ကိုဝင်ပြိုင်နေသူတွေရဲ့ project တွေကအနည်းဆုံး3လေးနှစ်ကနေ9နှစ်10နှစ်လောက်အထိလှုပ်ထားတဲ့သူတွေအထိပါတယ်ဆိုတော့ပြောရရင်သူတို့ကဒီပတ်စံ ဒီ project အတွက်ကိုဒီထောက်ပံ့ခြင်းငွေမရခင်ကလေးကသူတို့ကသူတို့ပါသူတို့အိတ်ဆိုင်ပြီးတော့ဒီ project တွေကိုရှေ့မှာ3 4နှစ်လောက်လုပ်ပြီးသွားခဲ့ပြီအဲ့လိုလူတွေဝင်ပြိုင်တာဆိုတော့ကိုကဒီ project ကိုမြင်တဲ့အချိန်ကြာမှဒီ light ရိုက်ရင်တော့ဟိုကိုကဒီလျှောက်လွှာခြင်းငွေခုနလိုဒေါ်လာအစိတ်တို့30တို့50တို့လျှောက်လွှာပေးရတဲ့ငွေပလုံသွားတာပဲဖတ်တင်လိုက်မယ်ကိုကဟိုအပြည့်ကံပုံစံမျိုးပဲပါသွားလိုက်မယ်ဘာမှထူးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီ လာပြိုင်တဲ့သူတွေကအမောက်များလေသတိထားဖို့အမောက်များလေအဲ့ဒီဝင်ပြိုင်တဲ့သူတွေက scale တွေက level မြင့်နေပဲပေါ့နော်နောက်တစ်ခုကဒီတော်ယုံတန်ယုံလူတွေပြိုင်တာမျိုးထက်ကိုသူတို့ကိုယ်တိုင်ကိုကဒီဒေါ်လာတထောင်ပေးတဲ့ဒီ grant ဆိုရင်အဲ့ဒီ project ဝင်ပြိုင်တဲ့သူအများစုကရှေ့မှာ3-4နှစ်လောက်ဒေါ်လာတထောင်နီးပါးလောက်သူတို့မှာ excite ပြီးတော့သူတို့အဲ့ project ကိုရိုက်ပြီးသွားပြီပေါ့နော်အဲ့လိုလိုပုံစံမျိုးရှိတယ်အဲ့ဒီသဘောတရားလေးလည်းရှိတယ်ဆိုတာလေးကိုလည်းကျွန်တော်က ြောပြခြင်းနဲ့ပေါ့နော်ဟိုအမောက်များလို့ဆိုပြီးတော့ဟိုဟိုတပန်း10ရက်လောက်ရိုက်ပြီးဝင်ပြန်ရင်တော့ရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဒါတော့ဒေတာပေါက်ပြောလို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုလည်းသတိချစေခြင်းနဲ့နောက်တစ်ခါကျတော့ဒီ grant တွေဝင်ပြိုင်တဲ့အခါကျရင်ဒီအာကျွန်တော်တို့လို fee ဝေဟိုဒီ fee waiver ဆိုတာမျိုးရှိရပေါ့နော်ကျွန်တော်တို့လို့ဒီဟိုဆင်းရဲတဲ့နိုင်ငံကနေပြီးတော့ဝင်ပြိုင်တဲ့သူတွေအတွက်ဆိုရင်လို့ဒီရှောက်လွာခြင်းငွေကို အလကားလုပ်ပေးတဲ့ program တွေပေးတဲ့တချို့ grant ပြိုင်ပွဲတွေရှိပါတယ်အဲ့မျိုးကြီးအကျရင်ကိုကကြိုပြီးတော့အတနာခံစားတင်ပြီးတော့ကြိုလျှောက်ထားဖို့ကျွန်တော်အကြံပေးနေတယ်အဲ့လိုမျိုးကျွန်တော်တို့လိုမျိုးနိုင်ငံတွေထွက်ပြေးရတာတို့အဲ့လိုတော်တဲ့ရောက်နေတာတို့အဲ့လို artist တွေရှိတယ်ဆိုရင်တို့0လောက်ပြီးတဲ့ကုတ်လေးတွေပေးတယ်ဒါပေမဲ့အဲ့ ကုတ်ရဖို့အတွက်သူတို့နဲ့အရင် email တွေပါပို့ရသေးတယ်ဗောနော email ပို့ပြီးတော့ကျွန်တော်ကျွန်မကတော့နာမည်ပဲသူပါကျွန်တော်အရင်ကဘယ်လို blue project လုပ်နေတာပုံချမ်းလေးပြဗောနော်ကျွန်တော်ခုကတော့ဒီလိုမျိုးခက်ခဲကြာမလို့ကိုယ်တိုင်ကလည်းအဲ့လိုတခြားနိုင်ငံမှာခက်ခက်ခဲရက်တည်နေရတာမျိုးဒါမှမဟုတ်တော်ထဲမှာအဲ့လိုမျိုးဗောနော်ဆစ်ရှောင်းနေရတာမျိုးတို့ပုံမှန်လင်းလင်းပြောပြရင်သူတို့0 shot ပေးတဲ့ကုတ်လေးတွေပေးတတ်တဲ့ဟာမျိုးရှိတယ်။အဲဒီဟာလေးတွေဆိုရင်လည်းအကျိုးလောက်ထားဖို့ကျွန်တော်အကြံပေးခြင်းနဲ့နောက် grant တွေအကောင်လုံးက ဒက်လိုင်းရှိတယ်ဆိုရင်နှစ်ရက်လောက်အလုံးမှမတင်ပါနဲ့မမီပါဘူးတချို့ grant တွေကယူယူမဟုတ်ဘူးဆောစောကျွန်တော်ပြောခဲ့သလိုပဲဒီအာဒီဒီ bio တွေ CV တွေ project ဓာတ်ပုံတွေကအစာအသေးချအသေးစိတ်ပြင်ရတယ် description ရောနောက်တစ်ခုက budget planning တွေတင်ရမျိုးရှိရတခါလေးကျရင် recommendation letter လို့ခေါ်တဲ့ဒီဒီ industry တွေကအဲ့လိုမျိုးလူတီများတဲ့သူဒါမှမဟုတ်ယုံကြည်ရတဲ့သူတွေက အာမခံပေးတဲ့စာလိုတာမျိုးတွေလည်းရှိတယ်အဲမျိုးတွေဆိုရင်ဟိုမနှက်ပြန်တစ်ပတ်ခါတော့ deadline မှာကိုကအဲ့အချိန်ကျမှတင်မယ်အဲ့ဒါတွေလိုတယ်ဆိုရင် light down ရင်မမီပါဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီတစ်ခုကိုလည်းအဲသတိချက်စေချင်တာပေါ့နော်အဲ့ဒီတစ်ခုလေးကိုသတိထားဖို့အကြံပေးချင်တယ်ဆိုတော့ဒါက grant တွေက ရှိတာကောင်းတယ်သိထားဖို့လည်းလိုတယ်ကိုနဲ့ကိုလောက်ချင်တဲ့ project ကိုလောက်ပါ grant ကိုမမတ်နဲ့ပေါ့နော် grant ကိုမမတ်နဲ့ ကိုလှုပ်ချင်တဲ့ကိုတကယ် feel လာတဲ့ကိုကိုယ်တိုင်ခံစားရတဲ့ project ကိုလှုပ်ရင်းနဲ့ပဲဒီကိုအဲ့ project ကတဖြည်းဖြည်းနဲ့ level တစ်ခုကိုရောက်လာတဲ့အခါကျရင် grant ဝင်ပြိုင်ဖို့ကျွန်တော်အကြံပေးတယ်ပေါ့နော်အဲ့ကျရင်ထောက်ပံ့ခြင်းကိုရရင်ကျွန်တော်တို့ကဆက်လုပ်လို့ရမယ်နောက်တစ်ခုကအဲ့ဆက်လုပ်တဲ့အခါကျရင်ပုံမှန်အဖြစ်တော့ grant ရလို့ရှိရင်သူတို့ရဲ့ဒီဒီ project ကဒီအာဒီဘဲဖွဲ့စည်းရ grant ရရှိထားပါတယ်ဆိုတာမျိုးလေး project မှာအမြဲတမ်း description မှာပြပွဲတွေလောက်တာပဲဖြစ်ဖြစ်ဘယ်မှာပဲ magazine တွေပါပဲပါပါသတင်းစာမှာပဲပါပါစာတမ်းလေးတော့ထိုးပေးရတယ်သူတို့ကဂုံယူချင်တာပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်တချို့ grant တွေကကျတော့အဲ့လိုမျိုးပြီးသွားတယ်စောစောပြောသလိုပဲတစ်နှစ်ပြည့်သွားပြီးအဲ့လိုဟိုတစ်နှစ်ဒီ grant ကာလပြည့်သွားပြီးဆိုတဲ့အချိန်မှာသူအဲ့လိုမျိုးကြံတဲ့30ရာခိုင်နှုန်းတို့ဘာလို့လွှဲပေးတဲ့အခါကျရင်ကိုကနောက်တစ်ခုက ဲ့ပုံတွေကိုသူတို့ပို့ပေးရမျိုးလည်းရှိတယ်ဒါသူတို့ပတ်စံပေးထားတဲ့ဟာနဲ့ရိုက်ထားတဲ့ပုံသူတို့က copyright ယူတာတော့မဟုတ်ဘူးသူတို့ဒီ website တွေပိုင်းမှာအဲ့လိုမျိုးပေါ့ကြွားကျင်တာပေါ့နော်အဲ့ဒီငါတို့ပတ်စံထောက်ပံ့ပေးလိုက်တဲ့ဒီလူငယ်လေးအဲဒီတပ်ပုံဆရာဆရာမလေးကတော့ဒါမျိုးတွေငါတို့ပတ်စံနဲ့ရိုက်ဖြစ်သွားတယ်ဒါဘလောက်ရေးပါတယ်ဆိုတာမျိုးဂုံယူပြီးကြွားတာမျိုးကြီးလည်းရှိသလိုတချို့ grant တွေကြတော့ပုံမှန်ထုတ်ပေးရတာမျိုးလည်းရှိတယ်ပုံအဲ့လိုမျိုးပေါ့နော်သူတို့ ပြတာတို့ဘာတို့မှချိတ်ဖို့ဒါမှမဟုတ်တို့ရဲ့ gallery မှာဂုံယူစွာနဲ့ချိတ်ဖို့အတွက်ကျွန်တော်တို့ကဒီဒါ A3 site တို့ A2 site တို့အဲ့လိုမျိုး print ထုတ်ပြီးတော့တို့စီအရအဲ့လိုမျိုးပေါ့နော်ရုံငန်းကိုလှမ်းပို့ပေးရမျိုး physical copy hard copy ပို့ပေးရမျိုးလည်းရှိတတ်ပါတယ်အဲ့လိုပုံစံမျိုးလေးတော့ရှိတယ်ဒါပေမဲ့ grant ရှိ grant နေအကြောင်းသိထားရင်တော့မစိုးဘူးပေါ့နော်အာကြံပေးရရင်တော့နောက်ဆုံးအပိတ်အနေနဲ့ကြံပေးရရင်တော့ grant လိုချင်လို့ဓာတ်ပုံမရိုက်ပါနဲ့ဓာတ်ပုံကိုရိုက်ချင်တာရိုက်ပြီးတော့ ိုနဲ့တက်ဆိုင်တဲ့ grant ကိုကြုံတဲ့ချိန်ကြမှာရှောက်ပါလို့အကြံပေးနေတဲ့ဒီတစ်ခေါက်တော့ဒီလောက်ပဲပေါ့နော်အားလုံးပဲကျေးဇူးပါခင်ဗျာ